ဒီနန်းတိုင်းမှာပုံမှန်လေးလိုက်ဟောရှင်းကြရင်အဲ့ဒီဂုံအစင်းမှာ AD point ရှိတယ်เนาะကျွန်တော်ပါရမီလမ်းနဲ့ပြည်လမ်းနဲ့စုံတဲ့ point เนาะကန့်လန့်ရက်ကပါရမီလမ်းကျွန်တော်တို့ကပြည်လမ်းเนาะအဲ့ဒီစုံတဲ့ point ကို AD point လို့ခေါ်တယ်เนาะအဲ့ဒီ AD point မှာကျွန်တော်တို့ကြည့်မယ် point စိမ့်နေလားနေနေလားဟုတ်လားကိုယ်လမ်းကြောင်းတိုင်းပုံမှန်လေးပဲတော့ ားလုံးပဲမင်္ဂလာပါခင်ဗျအထူးသဖြင့်ကောင်းမွန်တဲ့နေ့နေ့ကျိုးဆိုပါရက်ဒါကတော့ရွှေပြည်သားကညီမလေးဒေဖိုမောင်းနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါရွှေပြည်သားကနေတင်ငင်းကုန်းလမ်းဆိုတင်ငင်းကုန်းလမ်းဆိုအနေနဲ့ပြီးတော့ကျွန်တော်တို့ဒါခေပြန်လမ်းကွက်ကိုတက်လာတယ်ခေပြန်လမ်းကွက်အနေမှာကျွန်တော်တို့ဒါဒီလမ်းပေါ်တက်လာတာဖြစ်ပါတယ်ခင်ဗျာအခုရောက်နေတာကတော့ကျွန်တော်တို့ဒါ AD point တော့မှာဖြစ်ပါတယ်ပုံမှန်လေးဖြတ်မိရင်ဖြတ်မယ်မမိရင်မဖြတ်ဘူးเนาะပုံမှန်လေးပဲတော့ချိန်လေးထိုင်တော့အင်းရတယ်တော့เนาะ ဟိုဟာလေးရဲကြော်ရှိနေတယ်နော်တာတာလေးပဲပုံမှန်ပဲဖြတ်မှာဟုတ်လားနော် point စိမ့်နေပဲဆိုရင်အတင်းမနေဘူးကျွန်တော်တို့ဘာလို့တချို့စပိန်တို့လူတို့ကြတော့ကားဆက်ပြတ်သွားရင် ဖြတ်ကူးတိုင်းပဲလောက်တတ်တယ်နော်ဒါကြီးတော့ကိုစီတိုင်းပဲကိုသွားအဲကိုစီတိုင်းပဲကိုသွားဒီပါလေးနင်းပြီးတော့ကိုပုံမှန်လေးပဲသွား စီတိုင်းမှာပုံမှန်လေးလိုက်အဲ့ဒီအကွေရနည်းနည်းလေးကြီးတယ်တတလေးထိန်ကိုသူတို့လည်းထိန်နေတွေ့လားနော်အဲ့ဒီမီးလေးတွေလင်းသွားတယ်ဆိုတော့ပရေလေးထိန်လို့လင်းလာနော်နည်းနည်းလေးသွားရတယ်ကိုထိန်နိုင်တဲ့သူသွားရတယ်ဘယ်နာမရှိဘူးနော်လိုက်အင်းလိုက်စီတိုင်းလိုက်ကိုနည်းနည်းလေးလီပါလေးပြန်သုံးနည်းနည်းလေးသုံးအင်းလီပါလေးပြန်သုံးပြီးကိုโอเคအင်းတင်းပြန်ဖြောင်းအင်း အရှိကျရင်6ပိုင်းဝက်ပိုင်းရှိတယ် market place point เนาะနည်းအားလေးတွေပြောပြပါတော့တွဲပြီးမှမိအောင်လို့ညီမတို့เนาะ point ကြည့် point စိနေတော်တော်လေးပဲဖြတ်မယ် digit မရှိတဲ့အတွက်ကျွန်တော်တို့ကပုံမှန်လေးပဲဖြတ်เนาะဝိုင်းရက်မယ်ဟုတ်လားအတော့နံပါတ်မရှိဘူးเนาะ digit မရှိဘူး okay အတိုင်းလေးပဲတော့တော်တော်လေးပဲတော့ပုံမှန်လေးတော့ ကဲကျွန်တော်တင်တဲ့လို့အမယ်ဆိုရင်ဒူတီပေးစီ Messenger တို့မှာ Viber နံပါတ်တွေဖုန်းနံပါတ်နဲ့လိမ့်စာတွေပို့ပေးထားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အိမ်ရောက်ဝင်ဆောင်မှုတွေရှိပါတယ်နော်ရှိပါဆိုရင်ကျွန်တော်တို့ကဒါ6မိုင်ခွဲပွိုင်နီးနေတယ်ကျွန်တော်တို့နီးနေတယ်ဒါယူတန်းစိမ့်တာနော်အဲ့ဒါကိုမှမှားစေနဲ့ကျွန်တော်ကယူတန်းကလည်းအဝေးကကြည့်လုံးလုံးလေးဖြစ်နေနော်အဲ့တော့ဒါညအမှန်တော့ညအကွေလေးသူကကားငယ်ခွဲပုံမှန်လေးပြထားတာနော်အဲ့ဒီကောင်စိမ့်နေဒါကျွန်တော်တို့ကရက်ရမှာကျွန်တော်တို့ပွိုင်ဒီနီးနေတယ်နော် ဒါဆိုရင်သူစိမ့်တာပျောက်သွားပြီဆိုသူหนีတော့မှာညာဘက်ကနည်းနည်းလေးယူပရေလေးတင်อืมရပြီစိမ့်ပြီဆိုမှပြန်လိုက်တော့မှာเนาะโอเคအတိုင်းလေးလိုက်သွားဒီစီးတိုင်းလေးပဲလိုက်ရှေ့နာကြရင်ကျွန်တော်တို့စီးတိုင်းမယူဘဲနဲ့တဲသွားမယ့်နေရာလေးရှိတယ်เนาะအဲ့ဒီနေရာလေးကိုတဲသွားမယ်ကျွန်တော်ပြောမယ်เนาะတဲသွားတက်တက်ပဲသွားမှာစီးတိုင်းမလိုက်ဘူးเนาะသွားဒီတိုင်းလေးသွားရင်ကျွန်တော်ပြောပြမယ် ပစီးတိုင်းလိုက်ရင်ဘဲဘဲကြောတဲ့ပါတော့နော်အင်းအဲ့ဒီရှေ့မှာတက်တက်ပဲသွားကျွန်တော်ကတက်တက်ပဲသွားမယ်အဲ့ဒီ high jet တိုင်းတက်တက်ပဲလိုက်ပါ high jet တိုင်းတက်တက်ပဲလိုက်မစီးတိုင်းမလိုက်ဘူးတွေ့လားတက်တက်ပဲကိုညာဘက်ကိုယူလေနည်းနည်းယူလေညာဘက်ကိုလေအင်းကိုစီးတိုင်းပဲကိုလိုက်လေ high jet ကသူ့ဘက်သူဘဲကိုပြန်ယူသွားတာကျွန်တော်တို့ကယူကြတယ်မဟုတ်သူပြန်ဆင်းလာပြီတွေ့လားနော်ကိုကကိုတက်တက်သွားဆိုကျွန်တော်တက်တက်ပဲသွားမယ်နော် လိုက်ဒေါ်လာလေးလိုက်အတိုင်းလေးလိုက်အဲတော့ Digital Channel YouTube Channel တွေမှာလည်း video file လေးတင်ပေးထားပါတယ်ခင်ဗျာကျွန်တော်အဲ့ဒီ video file လေးဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ဒီတင်တဲ့ကို join လို့ရပါတယ်မေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းကျွန်တော်တို့မေးပေးထားပါကျွန်တော်တို့ reply တွေပြန်ပေးနေပါတယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာသူတက်ကောင်းတင်တာဖြစ်ပါတယ်ခင်ဗျာ